င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။မိုးရွာသွန်းမှုအခြေအနေနနက်အစောပိုင်းလေးနိုင်နောက်ပိုင်းမှစ၍ညပိုင်းထိမိုးအုံပြီးမိုးရွာမည်။ ရေးလှမိုင်းအနေတန်ဖြူစီရဲ့စိုက်ခမီဘီလူကျုံမှုတုံကမာဝက်စိုက်မယောမော်လမြိုင်ကြားအင်းစိတ်ကြီးတခွန်တိုင်းကော့ဘိန်ကြုံတို့ကော့ကရိတာမညအိနုဘာအန်ပိုင်ကြုံနှိုင်းဘွဲ့ကမာမောင်းရွှေကွန်းဖာပုံတထုံမုတ်တမကရိုးပေါင်စင်းကြိုက်ဘီလင်းကြိုက်ထူစရတဲ့ဒေတာတဝိုက်မှာနေရာွက်ကြားမှာနေရာကျဲကျဲနနက်အစောပိုင်းမှာမိုးရွာလိမ့်မယ်ရန်ကုန်တိုင်းဒေတာကြီးရှိဒေတာများအားလုံးနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတစ်နေ့လုံးမိုးအောင်ပြီး နေနေငယ်တာပူလိမ့်မယ်ရန်ကုန်မြို့တဝိုက်ဒေသများမိုးကောင်းနေပါလိမ့်မယ်မေလ12ရက်နေ့မှစ၍မေလ25ရက်နေ့ထိရန်ကုန်တိုင်းဒေသကြီးတွင်မေပူမီမဟုတ်သလိုဒေသအလိုက် နေရာအနှံ့အပြားမှ နေရာကွက်ပြီးရွက်ရှည်မိုးကြီးခြင်းများဖြစ်ပေါ်နေမည်မကွေးပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတော်တော်များပူလွန်းလို့မိုးသတင်းမျှော်နေတဲ့သူများအတွက် မေလ13ရက်နေ့အတွင်း မင်းနှုံတရဲ့စင်ပောင်ဝဲမင်းလာမကွေးစကုငဖဲပွင့်ဖြူစလင်းရေနံချောင်းစင်ဖြူကျွန်း6ဇေတုတ်တရာကစွန်းမပေါ့ညောင်ဦးပကံကြောက်ပတောင်ပင်မျိုးနတ်မောက်မျိုးတစ်တောင်လွင်းကြီးဆက်သွားပခုတ်တူမြင်းချံမြိုင်တောင်တာနွားထိုးကြီးဝဲလောင်မလိုင်းမုံရွာရင်းမာပင်ပလဲကုတလင်ကနီအရာတော်ရွှေဘူခင်းကြီးကံဘလူမြက်ကန်သာမန္တလေးစကိုင်းကြောက်စဲမြစ်သားတဲတော်မိထီလာသာစီပြောပွဲရမည် တင်းတက်ကုန်းနေပြီးတော့ပြင်မနာရေနီရေတာရှိ စားတဲ့ဒေတာတဝိုက်မှာ မေလာ၁၁ရက်နေ့ညပိုင်းမှာစ၍မေလာ၁၃ရက်အတွင်းအဆိုပါဒေတာမှာမိုးရွာလာနိုင်ပြီးဒေတာအချို့မိုးတိမ်တောင်များဖြစ်ထွန်းမှုကြောင့်နေပြင်းအနေရကြားရောက်လာနိုင်ခြင်းမိုးကြိုးပစ်ခြင်းမြေပြိုကျခြင်းမိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်မေလာ၁၄စေငါ16ရက်များတွင်24နာရီအတွင်းမိုးရေချိန်55မီလီမီတာအထက် နှစ်လက်မအထက်မိုးရွာသွန်းပြီးငုံများနိုင်မီဒေတာများအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနှင့်မွန်ပြည်နယ်ရန်ကုန်တိုင်းအတွင်းမိုးရေချိန်30မီလီမီတာမှ50မီလီမီတာနီးပါးအထိတဒသမ2လက်မှ2လက်မကျော်အထိမိုးရသွန်းနိုင်မိုးများနိုင်ပြီးမြို့နယ်ချို့တွင်လှဲကူးစင်ဖုန်ကုန်းတလပေါင်းကြောက်တန်းနှင့်၃ခွမြို့နယ်များပါဝင်နိုင်ကြောင်းတွေ့ရပါသည် ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ခြေကတော့မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာဒီနေ့အရ60ရာခိုင်နှုန်းရှိနေပါတယ်။နောက်ဆုံးရရှိပြီးအချက်လက်တွေအရမေလ17ရက်နေ့မှစတင်ပြီးမေလ15ရက်အတွင်း နေပြည်အားနေရဝန်အစပြုဖြစ်ပေါ်ခြင်းအတွင်တနင်္လာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြည်တော်မကွေးတိုင်းတောင်ပိုင်းနဲ့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနေပြည်တော်စတဲ့ဒေသအချို့အထိမိုးတက်လေပြင်းကြားရောက်နိုင်မိုးများနိုင်ပါမယ်။မေလ15ရက်နောက်ပိုင်းလေပြည်အားနေရဝန်မှာ ားကောင်းပြီးတိတာထင်ရှားတဲ့လေဖိအားနဲ့ရဝန်းဖြစ်ပေါ်ကကုန်းတွင်းဝင်ရောက်သည့်အထိရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာမိုးများရာမှမိုးအလွန်များနိုင်ပါတယ်။မိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအတစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။